စစ်တုံမန်းတွေကိုတခုခုပေါ့နော်ကျမတို့အဲညှဉ်းပန်းနှိပ်စက်လိုက်တာအမှုခင်းလုပ်လိုက်တာဆိုတာမျိုးတွေကနောက်တစ်ချိန်မှာကြက်တနာလည်းရှိနိုင်ပြီးတော့မှရန်သူစစ်အုပ်စုနဲ့ချာမှာအမုန်းတရားတွေလည်းပိုကြီးသွားနိုင်တာမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးညှဉ်းပန်းနှိပ်စက်မှုအမှုခင်းတွေဒီအကျိုးရလက်ဘာမှမရှိဘဲနဲ့စူးကျိုးပဲဖြစ်သွားစေနိုင်တယ်ဆိုတာမျိုးဖြစ်တယ် ဒါဆိုရင်ကျမဆီမတော်တာဆူရီတို့ကျမဆက်ပြီးတော့မိချင်ပါတယ်ရှင်။ဒါမျိုးပေါ့နော်အဲစစ်တုံးပန်းနေနဲ့ဖက်သက်ပြီးတော့ဒါမျိုးဖက်စီထိမ့်ထိမ့်ထားမှုတွေခါဒီနိုင်ငံတကာစံနှုန်းတွေနဲ့အညီလုံဆောင်မှုလိုတယ်လို့ကြောက်ရှောက်လုံးကပြောထားရယ်ပေါ့နော်ဒါပေမဲ့လက်ရှိနေပြင်အနေထားရအချိန်နေရပေါ့နော်ဒါတွေကိုအပြည့်အဝပေါ်ဆောင်ဖို့လေအခက်ခဲတွေရရှိတယ်ပေါ့နော်အဲ့တော့ဒီနှစ်ခုကြာမှာဘယ်လိုမျိုးဟန်ချက်ညီအောင်ထိမ့်ထိမ့်ထားတင်တယ်လဲရှင့် အဲ့တော့အခုလိုမိတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်မကတော့အဲ ဒီဟိုပါဘောနော်သုံးမန်းတွေကိုထိမ့်သိမ်းဆောက်ရှောက်တဲ့အနီးကြီးမူတွေရှိတဲ့အတွက်လေကျမတို့ရဲဘော်တပ်ဖွဲ့တွေကိုစားဂုံယူပါတယ်နော်ဒါကကျမတို့အများမလုံနိုင်တဲ့အရာကိုကျမတို့ကလုပ်တဲ့သဘောဒါဂုံယူစရာကောင်းတယ်ပြီးတော့စစ်တပ်ကမလုပ်တဲ့အရာကိုကျမတို့လုပ်တယ်ဒီစစ်တပ်နဲ့စစ်အုပ်စုနဲ့ကျမတို့ကဘာမှနှိုင်းရှင်စရာမလိုဘူးဒီစစ်တပ်ကသူတွေရဲ့လူမဆန်မှုကကဘာကျော်ပြီးသားဖြစ်တယ်ကျမတို့တပ်ဖွဲ့တွေကပြည်သူတွေအတွက် ိုင်ငံရေးအသီးအပွင့်တွေကိုခူးစွနိုင်ဖို့ကျမတို့တပ်ဖွဲ့တွေကမျိုးစီလွာထိပ်ပြီးနေတဲ့တကယ်ကိုအဲရေးရေးတောက်ရေးပေါ်တွေဖြစ်တယ်ဆိုတာကျမတို့တော်တော်ကိုယူစရာကောင်းပါတယ်အဲ့တော့ကျမတို့ဒီစစ်တုံးပန်းအနေနဲ့ပတ်သက်လို့ပေါ့နော်တကယ်တကယ်တော့အဲဒီနိုင်ငံတကာလူသားချင်းချင်းစာနာထောက်ထားရေးဥပဒေဒီစစ်တုံးပန်းနဲ့ပတ်သက်ရင်ဒုတိယကမ္ဘာစစ်အတွင်းမှာမှာ ူကလည်းပြဋ္ဌာန်းခဲ့တာပေါ့နော်အဲ့ဒါမှကဘာစစ်ကြီးတွေပြီးတော့1949မှာမှပြန်ပြီးတော့ modify လုပ်ပြီးတော့နိုင်ငံတွေကထက်လက်မှတ်ထိုးကြတာပေါ့နော်ပြောရမယ်ဆိုရင်တော့အရန်ကိုလိုအပ်တယ်ပြီးတော့တော်တော်လေးလေးတုံမန်းနေအပေါ်မှာကျူးလွန်မိပြီးသွားပြီဆိုတဲ့အချိန်မှာမှဥပဒေကလည်းရေးဆွဲဖို့လိုတယ်ဆိုပြီးတော့အပူတပြင်းလို့ပြောရမှာပေါ့နော်အပူတပြင်းကျမတို့ဒါကိုရေးဆွဲခဲ့ကြတာ1929အချိန်မှာပေါ့နော်အဲ့တော့ဒီစစ်တုံမန်းတွေကိုကျမတို့အဲ ဖမ်းမိမှာပဲဘာလို့လဲဆိုတော့နှစ်ဖက်တိုက်ပွဲကတိုက်တာဟုတ်အနိုင်တိုက်ကြတာဟုတ်เนาะအဲ့လိုမျိုးဖမ်းမိတဲ့အခါမှာဒီစစ်တုံးမန်းနေဒီခုနကပြောသလိုလက်နက်ချပေးတာသူကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ကဖမ်းလာကြရပြီပေါ့เนาะအဲ့ဒီအခါမှာနိုင်ငံတကာလူသားချင်းချင်းစာနာထောက်ထားရေးဥပဒေမှာကလူဟာမွေးဖွားလာတာနဲ့တပြိုင်တည်းလူကုန်တိခါရှိပြီးသားလို့ဖြစ်တယ် လူကမွေးဖွားခြင်းနဲ့စာသေဆုံးခြင်းနဲ့ဆုံးတာဟုတ်နော်အဲ့ဒီအခါမှာလူဟာထိခိုက်ဒဏ်ရာရတတ်တဲ့သူတွေဖြစ်တယ်ဗိုက်စားတတ်တဲ့သူတွေဖြစ်တယ်အပေါ်အလေးသွားရမယ့်သူတွေဖြစ်တယ်အဲ့ဒီအတွက်ကြောင့်အဲ့ဒီလိုမျိုးလူကုန်တိတ်ခါကိုကျမတို့ဒီတက်ဖွဲ့တွေက ထိမ့်သိမ့်ဖို့စောင့်ရှောက်ဖို့လိုအပ်တယ်ဒီအတွက်ကြောင့်မို့လို့သူ့ကိုလူလူဆန်စွာနေထိုင်နိုင်ဖို့ရအတွက်ဒီနိုင်ငံတကာလူသားချင်းစာနာထောက်ထားရေးဥပဒေကပြဋ္ဌာန်းထားတာဖြစ်တယ်အဲ့ဒီအခါမှာပေါ့နော်ကျမတို့ဒီနိုင်ငံတကာဥပဒေကိုလိုက်နာဖို့လိုလားမလိုလားဆိုတဲ့ကိစ္စက လဲအခုတော်တော်လေးပြောလာကြတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဥပဒေဆိုတာကကျမတို့လူရဲ့ကျင့်ဝတ်တရားတွေနဲ့ တိဆောက်ထားရတာမျိုးဖြစ်တယ်ဒီဥပဒေကိုလိုင်းနာခြင်းဒီကိုယ့်ရဲ့ကျင့်ဝတ်ကိုကိုကထိမ့်သိမ့်ခြင်းဆိုတာမျိုးလည်းဟုတ်တယ်ဒီဥပဒေကိုလိုင်းနာခြင်းဟာကိုယ့်အဖွဲ့အစည်းရဲ့ကိုယ့်ရဲ့ဂုဏ်သိက္ခာရဲ့စံနှုန်းတစ်ခုဖြစ်တယ်အဲ့လိုမျိုးလိုင်းနာခြင်းဒီဘသူကဘာပြီးမှငါတို့လိုင်းနာမယ်ဆိုတာမျိုးမဟုတ်ဘူးပေါ့နော်ဥပဒေရဲ့သဘောတရားကလိုင်းနာရတဲ့အတင်းကျပ်လိုင်းနာရတဲ့သဘောတရားနဲ့ကျွန်တော်တို့ဥပဒေတွေရေးဆွဲရတာမျိုးဖြစ်တယ်နိုင်ငံတကာဥပဒေလည်းအဲ့လိုမျိုးနိုင်ငံတွေကလိုက်ကိုလိုင်းနာရတဲ့အချက်မျိုးဖြစ်တယ် ဲ့တော့ဒီကဘာစစ်တီထဲမှာဆိုရင်ဖြစ်ဖြစ်ပေါ့နော်ဗီရင်းစစ်တီမှာဖြစ်ဖြစ်ဒါမှမဟုတ်နိုင်ငံနှစ်နိုင်ငံဖြစ်တဲ့စစ်တီမှာပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုးအဲဥပဒေတွေကိုချိုးဖောက်မိတာတွေအများကြီးရှိပါတယ်နော်ဥပမာအားဖြင့်ကျမတို့လီနင်တို့ခေတ်တုန်းကဆိုရင် လင်းနေရဲ့စစ်ပြူဟာတွေကအနံမဲကြီးတယ်လေနော်။ဒါပေမဲ့လင်းနေတို့စစ်ဖြစ်တဲ့အချိန်မှတောင်မှပဲဒီစစ်သုံးပန်းတွေကိုထားရှိတဲ့အခါမှာလင်းနေရဲ့အဲဗျူဟာမှာလည်းပဲလူသားချင်းချင်းစာနာထောက်ထားရရှိတယ်။စစ်သုံးပန်းတွေကိုမတက်ရဘူးဆိုတဲ့မှုရှိတယ်။ မတက်လဲမတက်ဘူးဒါပေမဲ့လေစစ်တုံ့ပန်းတွေကများလာတဲ့အခါမှာတုံ့ပန်းတွေကိုချွေးတက်စကန်ဆိုပြီးတော့ထားပြီးတော့မှအလုပ်တွေအတင်းအကျပ်အတင်းအာဓမအခိုင်းစီခဲတာမျိုးရှိတယ်အဲ့လိုအတင်းဓမအာဓမအခိုင်းစီတဲ့စနစ်ကိုကျွန်တော်တို့ good luck စနစ်လို့ခေါ်တယ် GULG ပေါ့နော် good luck စနစ်နဲ့အချင်းချပြီးတော့အချင်းချတဲ့သဘောပုံစံမျိုးနဲ့အလုပ်တွေအာဓမအခိုင်းစီတယ်အဲ့ဒီအခါမှာစစ်ကြည့်ပြီးတဲ့အခါမှာအဲ့ဒီ good luck စနစ်နဲ့ခိုင်းစီခဲတဲ့သူတွေကိုကျွန်တော်တို့ခုံယုံးတင်ပြီးတော့မှအပြစ်ပေးအရေးယူတာမျိုးလုပ်ခဲ့တယ် အဲ့လိုမျိုးပဲကျွန်တော်တို့အမေရိကန်ဗီယက်နမ်စစ်ပွဲဖြစ်တဲ့အခါမှာလည်းပဲပေါ့နော်စစ်တုံးမှန်းတွေကိုအဲဖမ်းဆီးတဲ့အခါမှာဒီလိုအာဓမခိုင်းစီလို့တတ်လို့ဆိုတာမျိုးနဲ့ပေါ့နော်ကျွန်တော်တို့အဲဗီယက်နမ်တွေကိုကျွန်တော်တို့ဒီလိုမျိုးလှုပ်လို့ဆိုပြီးတော့မှအပြစ်ပေးအရေးယူခဲ့တာမျိုးရှိတယ် ဲ့လိုမျိုးပဲကျွန်တော်တို့ဂျာမန်စစ်ပွဲတွေမှာလည်းပဲဒီစစ်တုံးပန်းတွေကိုဖမ်းဆီးအရေးယူပြီးတဲ့အခါမှာဖမ်းဆီးထားပြီးတဲ့အခါမှာတပ်ဖြတ်မှုနဲ့ညှဉ်းပန်းနှိပ်စက်မှုနဲ့ကျွန်တော်တို့ခုံရုံးတင်ပြီးတော့မှအပြစ်ပေးခဲ့တာမျိုးဒါဟာပါလဲဆိုရင်နိုင်ငံတကာဥပဒေမှာသတ်မှတ်ပြဋ္ဌာန်းထားတဲ့အချက်တွေကိုမလိုက်နာတဲ့အတွက်ဥပဒေဆိုတာက မလိုက်နာဘူးဆိုရင်အပြစ်ပေးအရေးယူရတဲ့စနစ်ရှိတယ်အဲ့လိုမျိုးအပြစ်ပေးအရေးယူတဲ့စနစ်ရှိတဲ့အတွက်ကြောင့်မို့လို့ဥပဒေတွေကိုမဖြစ်မနေလိုက်နာရတာမျိုးဖြစ်ပါတယ်အဲ့ဒီခါမှာ ါပေါ့နော်ခုနအကိုကြီးကန်းပြောသွားတယ်နိုင်ငံတကာဥပဒေတွေကိုလိုင်းနာပြီးမယ်နိုင်ငံတကာကဘာမှမပေးဘူးဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးကျမတို့အပေးယူလောက်ရတဲ့သဘောတရားမျိုးမဟုတ်ဘူးနိုင်ငံတကာဥပဒေကိုလိုင်းနာခြင်းဒီကျမတို့ရဲ့ကျင့်ဝတ်သိက္ခာတွေကိုစောင့်ထိန်ခြင်းတမျိုး ဖြစ်တယ်ကျမတို့ရဲ့စည်ရည်ရည်ရွယ်ချက်နိုင်ငံရေးရည်ရွယ်ချက်တွေကိုကျမတို့အသက်ပေးပြီးတော့ကာကွယ်ခြင်းတမျိုးဖြစ်တယ်အဲ့ဒါကိုကျမတို့ဒီနိုင်ငံတကာကလည်းစောင့်ကြည့်နေပြီးသားဖြစ်ပါတယ်နော်အဲ့တော့နိုင်ငံတကာကစောင့်ကြည့်နေပြီးသားဖြစ်တဲ့အခါမှာ ဒီလိုမျိုးအဲနိုင်ငံတကာရဲ့အဲထားပါတော့เนาะအကူအညီအထောက်ပံ့တွေကိုလိုချင်လို့သူတို့ကအဲလိုက်နာတာပဲဆိုတဲ့ပုံစံမျိုးကိုနိုင်ငံတကာကသဘောထားမှာမဟုတ်ပါဘူးအဲ့တော့သူတို့ကစောင့်ကြည့်နေခြင်းဖြစ်တဲ့နိုင်ငံတကာဥပဒေအရတင်းကျပ်ရမယ့်စံနှုန်းတွေလည်းရှိပေးတာဖြစ်တဲ့အဲ့ဒီအတွက်ကြောင့်ကျမတို့ transition ကိုရောက်တဲ့အခါမှာဒီပြပြီး အရေးယူမှုတွေကိုကျမတို့ကဆက်လုပ်ရမှာဖြစ်တယ်။အဲ့တော့စစ်အုပ်စုကကျူးလွန်တဲ့အရာတွေကိုအပြစ်ပေးအရေးယူမှုတွေဟာအလုပ်ကိုလုပ်ရမယ်။အဲ့ဒီအခါမှာကျမတို့ရဲဘော်တပ်ဖွဲ့တွေကဒီလိုအချက်တွေများကျူးလွန်ခဲ့တယ်ဆိုရင်ကျမတို့ရဲဘော်တပ်ဖွဲ့တွေကလည်းအပြစ်ပေးအရေးယူခံရမှာမျိုးဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ဥပဒေရဲ့သဘောအရာသူကတာဝန်ခံမှုရှိရတာမျိုးဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်။အဲ့တော့နိုင်ငံတကာရဲ့အကူအညီအထောက်ပံ့နေဆိုတာကအခုမရပါဘူး။ကျမတို့ရလာမှာကျမတို့ရဲ့လုံရက်တွေဟာဖြောင်းမတ်တယ်မှန်ကန်တယ်ဆိုနိုင်ငံတကာကပံ့ပိုးကူညီမှုတွေက လာမှာမျိုးဖြစ်တယ်အဲ့ဒီအတွက်အကူညီရမှငါတို့လုံးမယ်ဆိုတဲ့စိတ်မျိုးတွေကိုဖယ်ထားပြီးတော့မှကိုယ့်ရဲ့ကျင့်ဝတ်တိခါကိုယ့်ရဲ့ဂုဏ်တိခါတွေကိုပဲကျမတို့ကရှည်တန်းတင်ပြီးတော့လှုပ်ဆောင်ရမယ်အဲ့ဒါမှကျမတို့ပြည်သူတွေရဲ့ယုံကြည်မှုကိုလေ့ရမယ်နိုင်ငံတကာရဲ့ယုံကြည်မှုကိုလေ့ရမယ်အခုပြောရမယ်ဆိုရင်ကျမတို့ကပြည်သူလူထုတရက်လုံးရဲ့ယုံကြည်မှုကိုကျမတို့ရနိုင်ပြီဆိုတော့ညာလေးပဲကျမတို့မှလိုအပ်ချက်တွေကတော့ရှိနေစေပြီဖြစ်တယ်အဲ့ဒီအတွက်ကျမတို့ကဒီလိုမျိုးတိုက်ပွဲပေါ်ဆောင်တဲ့အခါမှာကျမတို့ ဲ့နိုင်ငံရေးရွယ်ချက်တင်နေပြီဒီလိုမျိုးသွားပါလေဆိုတာကိုပြည်သူလူထုကယုံကြည်မှုရလာပြီဆိုရင်ကျမတို့အောင်မြင်မှုကနှိကက်လာမှာမျိုးဖြစ်တယ်လို့ကျမကတော့ယုံကြည်ပါတယ်အဲ့တော့နိုင်ငံတကာစံနှုန်းလေးလို့ပြောရမယ်ဆိုရင်တော့ကျမတို့နိုင်ငံတကာလူသားချင်းချင်းစာနာထောက်ထားရေးဥပဒေမှာပြဋ္ဌာန်းချက်တွေပြဋ္ဌာန်းထားတဲ့အပြင်ကျမတို့ Code of Conduct တွေအားလည်းပါပြီးသားဖြစ်ပါတယ်အဲ့တော့အဲ့လိုမျိုးစစ်တီတော်ကြီးရဲ့ကျင့်ဝတ်တွေကိုကျမတို့ရဲ့ရဲဘော်စစ်တီတွေကလိုက်နာခြင်းအပြင်ကျမတို့ရဲ့ရဲဘော်တပ်ဖွဲ့တွေရဲ့ ံတိတ်ခါတွေကပို့ပြီးတော့မှထွန်းပြောင်းมาဖြစ်ပါတယ်။အဲ့ဒီအတွက်တိုက်ပွဲတိုင်းကအနိုင်ရနိုင်မေးဆိုတာကသိကြပြီးသားဖြစ်ပါတယ်เนาะ။အဲ့တော့ဒါတွေကကျင်းဝတ်ကိုလည်းထိမ့်သိမ့်ပြီးသားဥလီတွေကိုလည်းလိုင်းနာပြီးသားအဲ့ဒါဟာတိုက်ပွဲတွေကိုအနိုင်ရဖို့ရာတွန်းအားတွေဖြစ်စေတယ်ဆိုတာမျိုးလူလူလေးကျမကတော့အကျဉ်းတန်ပြုချင်ပါတယ်เนาะကျေးဇူးပါရှင်။ဟုတ်ကဲ့ပါဆရာမအခုလိုမျိုးဆွေးနွေးပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ဟုတ်ကဲ့ပါဒါဆိုရင်ကျမနောက်ဆုံးအနေနဲ့ဆရာမတတဆူရီထုံကိုကျမမိချင်ပါတယ်ရှင်။ မြေပြင်မှာပေါ့နော်ကြာဆွေးမှုတွေကိုဆက်ပြီးတော့အဲမဖြစ်ရှင်းနိုင်ဘူးအဲမကြိုက်သွဲနိုင်ဘူးဆိုရင်တော့ပေါ့နော်ဒီလိုတော်လန်ရေးတစ်ခုလုံးအနေနဲ့ဟောဘယ်လိုမျိုးဆက်ခတ်မှုတွေရှိလာနိုင်တယ်လဲပြီးလို့ရှိရင်ဒီနိုင်ငံတကာအနေနဲ့ကောဒီຫນွေဦးတော်လန်ရေးအဲအဖွဲ့အစည်းတွေအပေါ်မှာပေါ့နော်အမြင်သဘောထားပြောင်းလဲလာနိုင်တာမျိုးတွေကောရှိလာရှင်ဒါမျိုးတွေကဟောဖြစ်လာနိုင်လားလို့ကျွန်မဆက်မဆွေးနွေးပြပါအောင်ရှင်ဟုတ်ကဲ့ပါအဲကျေးဇူးများကြီးတင်ပါတယ် ဆိုတော့အဲကျွန်တော်တို့ဒီလိုမျိုးပေါ့နော်အဲ ဒေါ်လာကြီးကအဲတရက်နဲ့တမနက်နဲ့ပြီးသွားတဲ့ဒေါ်လာကြီးမျိုးမဟုတ်ဘူးပေါ့နော်တိုက်ပွဲကြီးကလည်းအဲ့လိုမျိုးပဲတိုက်ပွဲတစ်ပွဲနဲ့ပြီးသွားတဲ့အချက်မျိုးမဟုတ်ဘူးပေါ့နော်အဲ့တော့ရန်သူစေအုပ်စုက အမြင့်တွေထားတာအရန်ကြားတဲ့အခါမှာတိတ်ခိုင်ပါတဲ့အုပ်စုဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျမတို့တိုက်ပွဲကိုတရံမျိုးမျိုးနဲ့ဖော်ဆောင်ကြတယ်နေရအနှံ့အပြားမှာဖော်ဆောင်ကြတဲ့အခါမှာကျမတို့ရဲ့တပ်ဖွဲ့တွေမှာလူအချက်တွေကလည်းအများကြီးရှိတယ်လို့ပြဿနာတွေလည်းအများကြီးရှိနိုင်တာပဲပေါ့နော်အဓိကပြဿနာက သမုဒ္ဒရာဝန်တက်ထွန်အတွက်စာဝန်နေရလည်းအဓိကပြဿနာဖြစ်လာတယ်လို့လက်နက် KMB ကြောင့်လိုအပ်ချက်ကလည်းအဓိကပြဿနာဖြစ်လာတာပေါ့နော်အဲ့ဒီအတွက်လည်းကျမတို့လိုအပ်တယ်ဆိုတာကသိနေကြပြီးသားဖြစ်တယ်ပေါ့နော်အဲ့တော့စီရေးပြူဟာချမှတ်တဲ့အခါမှာပေါ့နော်ကျမတို့အဓိကအားဖြင့်တော့နေမည်ဒီစူးမိုးနိုင်ဖို့တိမ့်ပိုင်နိုင်ဖို့လိုတယ်တိမ့်ပိုင်လိုက်နိုင်တဲ့စူးမိုးလိုက်နိုင်တဲ့နေမည်ဒီကိုလုံခြုံရေးခိုင်မာအောင်လုပ်နိုင်ဖို့လိုတယ်အဲ့ဒီအခါမှာအဲ့ဒီနေမည်အတွင်းမှာစာဝန်နေရဖြစ် ရှင်းနိုင်ဖို့ရအတွက်ကျွန်တော်စိုက်ပျိုးရေးတွေပဲဖြစ်ဖြစ်မွေးမြူရေးတွေပဲဖြစ်ဖြစ်ကျွန်တော်လုပ်ပြီးစာဝန်ကြီးပြဿနာကိုလေဖြေရှင်းနိုင်တဲ့အချက်တစ်ချက်မျိုးဖြစ်တယ်အဲ့ဒါကကျွန်တော်ဒီလိုမျိုးနေမြေတွေကိုတိမ့်ပိုက်တဲ့အခါမှာလုပ်ရမယ့်အချက်တွေကရှင်တွဲပြီးလုပ်ရမယ့်အချက်တွေဟာအများကြီးပဲတိုက်ခိုက်ရေးကိုလေဆက်ပြီးတော့ပုံပေါ်ပြီးတော့မှငယ်မျိုးကိုတို့သွားအောင်မှာဖြစ်တယ်လို့စာဝန်ကြီးပြဿနာနဲ့စစ်ပီးရှောင်ပြဿနာတွေကိုလေကျမတို့ဖြေရှင်းရမယ့်အရာတွေက parallel လောက်အောင်မှာဖြစ်တယ် ပြီးရင်တော့ပေါ့နော်လူလူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့စိတ်သဘောထားချင်းမတိုက်ဆိုင်တာတွေလည်းအများကြီးရှိမယ်ပြီးရင်နိုင်ငံရေးအမြင်တွေဒွိဟဖြစ်တယ်ဆိုတာကလည်းဝိဝါဒကွေးပြားကြတာလေဒါကလည်းပုံမှန်လို့ပဲပြောရမယ်နိုင်ငံရေးဝိဝါဒကွေးပြားကြတယ်ပေါ့နော်အဲ့ဒီအခါမှာကျမတို့အမြင်တွေမတူတာတွေမူတွေမတူတာတွေပြဿနာတွေကတိတ်ညာတဲ့အခါမှာလူတွေကဖိအားတွေများတဲ့အခါမှာအချင်းချင်းပြဿနာဖြစ်ကြတာတွေလည်းအများကြီးရှိတယ်ပေါ့နော်အခုဒေါ်လန်ကြီးကာလာမှာဒေါ်လန်ကြီးဖြစ်တဲ့မြေပြင်မှာ ဆိုရင်ကျမတို့အဲအမှုတွေကများလာတာမျိုးဖြစ်တယ်အဲ့ဒီအမှုတွေတင်းမှာမှဒီရန်သူရန်သူဘက်နဲ့သက်ဆိုင်တဲ့ပေါ့နော်ရန်သူကိုထိမ့်သိမ်းထားတဲ့အခါမှာဖြစ်တဲ့အမှုတွေအပြင်ကျမတို့ဒီတော်လန်ကြီးပတ်တော်သားအချင်းချင်းဖြစ်တဲ့အမှုတွေပါများလာတာမျိုးတွေ့ရတယ်အဲ့ဒီခါမှာကျမတို့အားလုံးပေါ့နော်သိထားကြရမှာက လူတွေအတွက်ပေါ့နော်အားလုံးတူညီတဲ့ပေါ့ကောင်းမွန်တဲ့လူတွေအားလုံးတွင်မျှတတဲ့စနစ်မျိုးကို နေမီသိမ့်ပိုက်တဲ့အခါမှာနေမီသိမ့်ပိုက်တဲ့အဖွဲ့အစည်းတွေနဲ့နိုင်ငံရေးသမားတွေနဲ့ပေါင်းပြီးတော့မှအဲ့လိုမျိုးကောင်းမွန်တဲ့မျှတတဲ့မူလေးကိုချမှတ်ပြီးတော့မှအဲကျမတို့စိုးမိုးတဲ့နေမီတွေမှာလှုပ်ဆောင်နိုင်ဖို့လိုအပ်တယ်အဲ့ဒီအခါမှာမှကျမတို့စိုးမိုးနေမီမှာရှိနေတဲ့စစ်ဘေးရှောင်တွေရောတပ်ဖွဲ့ဝင်တွေရောပြီးတော့တပ်ဖွဲ့တွေနဲ့တွဲဆက်ထားတဲ့မိသားစုဝင်တွေရောကအေးချမ်းစွာနေရမှာအခုကြာတော့ကျမတို့ ရန်သူကိုလည်းကြောက်ရတယ်ကိုယ့်ဘက်အချင်းချင်းမှလည်းပြဿနာတွေဖြစ်နေမှလားဆိုတာမျိုးလေကြောက်ရတဲ့အနေအထားမျိုးရှိတယ်ဒါကြောင့်မလို့ပြတာတဲ့မူတွေရှိတဲ့နေအဲ့ဒီပြတာတဲ့မူတွေ ਨੇ စုံမှုတဲ့နဲ့စီးနှောင်ထားတဲ့နဲ့ပြဿနာတစ်ခုခုရှိရင်ဖြေရှင်းနိုင်ရမယ်ဆိုလေစီးနှောင်မှုမျိုးနဲ့စီးနှောင်တဲ့နဲ့အဲ့ဒီခါမှာတော့ကျွန်တော်တို့အမှုခင်းတွေကပြဿနာတွေကယွန်းနေသွားနိုင်တာမျိုးဖြစ်တယ်။အဲ့လိုမျိုးပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ဒီစနစ်တွေကိုအဲ့ဒီနေရာတွေမှာရှိနေတဲ့သူတွေကိုသိအောင်လုပ်ပေးတဲ့နဲ့အဲ့ဒါဆိုရင်တော့အဲ့ဒီမူတွေကစုံမှုမှုရှိပြီးတော့မှ လူတွေကလူအချင်းချင်းအနိုင်မကျင့်ရင်းမှအနိုင်မကျင့်ကြမှာမျိုးဖြစ်နေမယ်လို့ကျွန်တော်ကတော့ယူဆပါတယ်။ပြီးရင်တော့ဒီ ရန်သူစစ်အုပ်စုနဲ့ပတ်သက်လို့ပေါ့နော်ဖန်ဆီးထားတဲ့စစ်တုံးမှန်နေနဲ့ပတ်သက်လို့ဆိုရင်လည်းကျမတို့အသေးချာဆွေးနွေးထားပြီးသားပေါ့နော်သူတို့ကကျမတို့အဲ ချုံနောက်ထားရမှာမျိုးလေဟုတ်တယ်လို့ပဲပြောရမှာပဲเนาะသူတို့ကကျွန်တော်တို့လွတ်လပ်လွတ်လပ်ခွင့်ပေးတယ်ပေါ့အကယ်၍ယုံကြည်ရတယ်ပေါ့တေချာတယ်ဒီတက်ဖွဲ့မှာရှိထားတဲ့အဲနီးနာတွေစီးမြင်းတွေကိုသူတို့ကလိုင်းနာတယ်သူတို့ကယုံကြည်ရတယ်ဆိုရင်တော့ကျွန်တော်တို့လွတ်လပ်ခွင့်ပေးရမှာဟုတ်ပေမဲ့လို့ပြည်သူတွေရဲ့စစ်ပေးဆောင်တွေရဲ့လုံခြုံရေးအရာတက်ဖွဲ့တွေရဲ့လုံခြုံရေးအရာတော့သူတို့စီကလက်နက်ခဲရမ်းပြီးကြောက်တယ်အကုန်သိမ့်ပြီးတော့မှအဲသူတို့ကိုလုံခြုံတဲ့နေရာတစ်ခုမှာထားထားရမယ်ဆိုတာကလည်းတေချာပြီးသားဖြစ်တယ်အဲ့လိုမျိုးဖန်ဆီးထားထားတာချုံနောက်ထား ထားတာကနိုင်ငံတကာဥပဒေနဲ့မညီမျှဘူးဆိုတာတော့မဟုတ်ပါဘူးเนาะလိုအပ်လို့ရှိရင်တော့ထိန်းသိမ်းထားရမှာမျိုးဖြစ်ပါတယ်လူကုန်ဒိက္ခထိခိုက်အောင် ညမနှိမ့်ဆက်ရအောင်ဆိုတာမျိုးတော့လုံးဝလုံးလို့မရဘူးဆိုတာမျိုးဖြစ်တယ်အဓိကကတော့ကျမတို့လုံခြုံရေးကအဓိကပေါ့နော်အဲ့တော့အဲ့လိုမျိုးစစ်တုံ့ပန်းတွေကိုတစ်ခုခုပေါ့နော်ကျမတို့အဲညမနှိမ့်ဆက်လိုက်တာအမှုအခင်းလုံးလိုက်တာဆိုတာမျိုးတွေကနောက်တစ်ချိန်မှာပြဿနာလည်းရှိနိုင်ပြီးတော့မှဂျန်သူစစ်အုပ်စုနဲ့ချာမှာအမုန်းတရားတွေလည်းပိုကြီးသွားနိုင်တာမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးညမနှိမ့်ဆက်မှုအမှုခင်းတွေဒီ အကျိုးရလက်ဘာမှမရှိဘဲနဲ့စိုးကျိုးပဲဖြစ်သွားစေနိုင်တယ်ဆိုတာမျိုးဖြစ်တယ်။အဲဒါကျမတို့သိထားရမှာကတော့ကျမတို့လှုပ်ဆောင်ကြရမှာကတော့စိုးကျိုးဖြစ်သွားစေတဲ့အရာမျိုးတွေကိုလုံးဝမလုပ်ဘူး။အဲတော့စိုးကျိုးကဘယ်ဟာလဲ၊ကောင်းကျိုးကဘယ်ဟာလဲဆိုတာကိုသိဖို့လိုအပ်တာ။အဲဒီလိုမျိုးတီးဖို့ရာအတွက်ကောင်းမွန်တဲ့မြတ်တာတဲ့မူလေးချဖို့လိုအပ်တယ်ဆိုတာမျိုးကိုကျမကတော့အကြံပေးချင်ပါတယ်เนาะပြီးတော့ကျမတို့ဒီသမိုင်းကြောင်းကိုကြည့်မယ်ဆိုရင်ပေါ့เนาะဥပမာအားဖြင့်ကျမတို့ဂျပန်ပေါ့เนาะဂျပန်ကအဲ နိုင်ငံတွေအများကြီးကိုသူကကျွတ်ကျော်ကျွတ်ကျော်ဝင်ရောက်ခဲ့တာ။ဟိုသူကကိုလိုနီရဲ့အဲလက်ဆင်လည်းမဟုတ်ဘဲနဲ့ဖက်စစ်စနစ်နဲ့သူကကိုလိုနီနဲ့ချဲ့တွေထွက်တဲ့မဲ့အချိန်မှာသူကနိုင်ငံတွေကိုဝင်ပြီးတော့မှသူကကျူးကျော်ခဲ့တာဂျပန်တွေကျူးကျော်ခဲ့တဲ့လောက်ရက်တည်းဟာအများကြီးဖြစ်တယ် အဲ့လိုမျိုးဂျပန်တွေကျူးကျော်ခဲ့တဲ့လုပ်ရက်တွေဟာတစ်ကမ္ဘာလုံးကလက်ခံနိုင်စရာအကြောင်းမရှိတာဂျာမန်တွေလုပ်တဲ့လုပ်ရက်တွေလက်ခံနိုင်စရာအကြောင်းမရှိအဲ့တော့စစ်ကြီးတွေပြီးသွားတဲ့အခါမှာကျမတို့နှုတ်ရမှာခုံရုံးနေနေဆိုပြီးတော့မှဂျပန်တိုကျိုမှာဆိုလဲနှုတ်ရမှာခုံရုံးနေဖွင့်ပြီးတော့မှကျမတို့ဒီလိုမျိုးအပြစ်ကျူးလွန်ခဲ့တဲ့သူတွေကိုအပြစ်ပေးအရေးယူခဲ့တာရှိတယ်အဲ့လိုမျိုးအပြစ်ပေးအရေးယူတဲ့အပြင်ဒီစနစ်ကိုဒီလုပ်ရက်တွေကိုဂျပန်ကလူတွေကမျိုးဆက်သစ်တွေအဆက်ဆက်ကတိတ်ဆက်ပါတယ်နောက်ကိုဘယ်တော့မှအဲ့လိုမျိုးလူမဆန်တဲ့လုပ်ရက်တွေစစ်ပွဲတွေစီမတ သွားတော့ပါဘူးဆိုတာကို သူတို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာထည့်သွင်းပြဋ္ဌာန်းပြီးတော့ကိုသူတို့ကသူတို့လုပ်ရက်တွေကိုဝန်ခံခဲ့တာမျိုးရှိတယ်အဲ့တော့အဲ့လိုမျိုးလောရက်တွေကိုအဆုံးသတ်သွားနိုင်အောင်ဒီလောရက်တွေဟာဒီစိတ်ထားတွေဟာလူမဆန်တဲ့အဖြစ်တွေဟာမကောင်းပါဘူးဆိုတာကိုဂျပန်တွေကသိတယ်ဆိုတဲ့အချက်ကကောင်းတဲ့အချက်ဖြစ်တယ်။အဲ့လိုမျိုးဖြစ်အောင်ဒီစစ်တပ်ကစစ်အုပ်စုရဲ့လောရက်တွေဟာမ ဘာမှဘူးဒီလိုမျိုးအဖြစ်ဆိုးတွေကိုဘတော့မှမလုပ်တော့ပါဘူးဆိုတာမျိုးဖြစ်တဲ့အထိကျမတို့ကတော်လန်ရေးကိုဖော်ဆောင်ဖို့လိုအပ်တာမျိုးဖြစ်တယ်။အဲ့ဒီအတွဲကြောင့်မလို့အဲ့လိုမျိုးအဖြစ်ကိုရောက်တဲ့အထိသွားရမယ်ဆိုတဲ့အခါမှာဒီဘက်တော်လန်ရေးတပ်ဖွဲ့တွေကလည်းဒီလိုပဲလုပ်နေတာပဲ။မင်းတို့ဒီလိုလုပ်လို့ငါတို့ဒီလိုလုပ်တယ်ဆိုတာမျိုးတွေဖြစ်မလာဘူးကျမတို့ကအရေးကြီးပါတယ်။အဲ့ဒီလိုမျိုးအဖြစ်တွေကကျမတို့ပြတာတဲ့စီတွေကိုသွားနိုင်မှကျမတို့ရဲ့ဒေါ်လာကြီးရတယ်ဂုံတိတ်ခါပိုင်းရောကျမတို့ပုံရိပ်ပိုင်းရောကျမတို့ကတိုးတက်တဲ့ မှန်ကန်တဲ့ပုံရိပ်တွေကိုရရှိမယ်ကျမတို့ image တွေကတက်လာမယ်အဲ့ဒီအခါမှာပြည်သူကလည်းယုံမယ်နိုင်ငံတကာကလည်းယုံမယ်ဥပ ပမာအရှင်ပေါ့နော်ကျမတို့ယူကရိန်းယူကရိန်းနဲ့ရုရှားနဲ့ဆစ်ဖြစ်တဲ့အခါမှာယူကရိန်းသမ္မတအနေနဲ့ဥပမာအဖြစ်အမေရိကန်ပြည်ထောင်စုသမ္မတအနေနဲ့စကားအခြေတင်ပြောပြီးပြဿနာဖြစ်ကြတယ်ဆိုတာကိုတစ်ကဘာလုံးကစောင့်ကြည့်ကြတည်ကြတယ်မီဒီယာတွေကဖော်ပြကြယူကရိန်းသမ္မတရဲ့ရည်တည်ချက်ကသူ့ပြည်သူတွေအပေါ်မှာရည်တည်သွားပြီးတော့အမေရိကန်သမ္မတစီကနေပြီးတော့မှသူကအထောက်ပံ့အကူအညီကိုလိုချင်ပေမဲ့လို့သူ့ပြည်သူအပေါ်မှာပဲရည်တည်ပြီးတော့သူ့ရဲ့ရည်တည်ချက်ကိုမှန်ကန်စွာပဲဆက်ပြီးတော့သွားတဲ့အခါမှာတခြားနိုင်ငံတွေကအစိုးရ တွေကလည်းယူကရိန်းဘက်ကရက်တည်ပါတယ်ဆိုတာမျိုးနဲ့အမေရိကန်သမ္မတထရမ့်ရဲ့အမြင်အစားပြောင်းလဲလိုက်ရတယ်ဆိုတာမျိုးအဲ့တော့ကိုယ့်ရဲ့ရက်တည်ချက်ကဒါလည်းကိုယ့်ကိုပုံဖော်စီမှာဖြစ်ပြီးတော့ဂုံတက်စီမှာပဲဖြစ်တယ်ကျွန်မတို့ရက်တည်ချက်တည်ရမပြောင်းသမျှပြတာမှုတွေဒါဆက်လုံနေသမျှတော့ကျွန်မတို့လူတွေကယုံကြည်ပြီးတော့မှပို့ပြီးတော့ထောက်ခံကြမှာဖြစ်တယ်အဲ့ဒီအခါမှာတော့အကူအညီတွေပို့ရမှာမျိုးဖြစ်တယ်ကျွန်မတို့ရက်တည်ချက်တည်ရရင်းရိုင်းနေမယ်ဆိုရင်တော့ ယုံကြည်မှုရဖို့ကအချိန်ကြီးအများကြီးဆက်ပြီးတော့လိုအောင်မှာဖြစ်တယ်အဲ့ဒီခါမှာတော့ကျမတို့ဒေါ်လန်ကြီးကပို့ပြီးတော့အချိန်ကြာသွားနိုင်တာဖြစ်ပါတယ်အဲ့တော့ ကျမတို့ရဲ့လုံရက်ဒီမှန်ကန်ဖို့ဖျက်တားဖို့ဆိုတာကခုနပြောတဲ့ဝိဝါဒကွဲနေတဲ့သူတွေကငါလုတာလဲမှန်တယ်သူလုတာလဲမှန်တယ်ဆိုတာမျိုးဖြစ်တဲ့အခါမှာကျမတို့လိုက်ရတာခက်သွားမယ်မျှတမှုတွေမရှိဘူးဖြစ်သွားအဲ့ဒီတော့မျှတမှုတွေဘယ်အရာလဲဆိုရင်တော့နိုင်ငံတကာဥပဒေတွေဆိုတာကနိုင်ငံတကာကနေပြီးတော့မှအချင်းကြားကြီးပဲဆွေးနွေးထားတယ်အတွေ့အကြုံတွေကနေပြီးတော့မှပြဋ္ဌာန်းထားတယ်တကယ်ကို philosophical foundation တွေကနေအခြေခံထားတာဖြစ်တဲ့အတွက်ကြောင့်နိုင်ငံတကာဥပဒေတွေကတော့မျှတတဲ့စံနှုန်းတွေလို့ကျမတို့ ြောလို့ရတယ်အဲ့ဒီမြတ်တာတဲ့စံနှုန်းတွေကိုကျမတို့နေမီတွေတိမ့်ပိုက်တဲ့အခါမှာပဲဖြစ်စီတက်ဖွဲ့တွေမှာပဲဖြစ်စီမူဝါဒတွေချမှတ်ပြီးတော့မှလောက်ဆောင်နေဆိုရင်ကျမတို့ရဲ့ယက်တီချက်တွေအမှန်နေမြတ်တာတွေဆိုတာမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ နိုင်ငံတကာကမယုံကြည်ဘူးဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူးလို့ကျမကတော့ယုံကြည်တယ်အဲ့တော့မှန်ကန်မျှတဖို့ပဲလို့လေအခုဆိုရင်ပေါ့နော်ကျမတို့ဥပမာအဖြစ်ပေါ့နော်နိုင်ငံတကာကအထောက်ပံ့နေ EU ကအထောက်ပံ့နေရတော့အနည်းငယ်ရလာပြီလို့ကျမကတော့သိထားတယ်ဥပမာအဖြစ်ဂရင်းနီဂရင်းနီဘက်မှဆိုရင် EU ကအထောက်ပံ့နေရတယ်ဆိုတာမျိုးပေါ့နော်အဲ့တော့ကိုလုတ်တဲ့လုံရက်ကမှန်ကန်မယ်ကိုယ့်ရဲ့ community အတွက်ကိုယ့်ရဲ့ပြည်သူလူထုအတွက်ကောင်းကျိုးတွေကိုပေါ်ဆောင်နေတယ်ဆိုရင်ကတော့အကူအညီတွေကရနိုင်နေဆိုတာမျိုးဖြစ်တယ် အကူအညီဆိုတာကယုံကြည်ချက်ကအဓိကပါနိုင်ငံတကာရဲ့ယုံကြည်မှုရဖို့ရအတွက်ကျမတို့ရဲ့ရည်တည်ချက်တွေအမြဲမှန်ကန်ကြောင်းကျမတို့ပြောပြနိုင်ထုတ်ပြနိုင်နေဆိုရင်ယုံကြည်ချက်တွေရလာတာနဲ့အမြဲအကူအညီဆိုတာနောက်ကကပ်ပါလာမယ်လို့ယုံကြည်ပါတယ်နော်ကျေးဇူးပါရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာမအခုလိုမျိုးဆွေးနွေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်